အားလုံးပဲမိကပါ Forever Gonna Facebook နဲ့ TRU YouTube Channel တို့ကနေကြိုဆိုပါတယ်။ဒါ TikTok အညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာ။ကျွန်တော်ဒါမနေ့ရဆိုလို့ရှိရင်ဒါတနေ့ပုံလုံးပေါ့လေကျွန်တော်ဗီဒီယိုတပုတ်မှမတင်ပြစ်ဘူးဗျာ။ဒါကျွန်တော်ရဲ့ဒါပြောရမယ်ဆိုမအားတဲ့ဂျားကနေထူးထူးခြားခြားလေး ဒါဖြစ်သွားတယ်ရက်တရက်လို့တော့ကျွန်တော်ပြောလို့ရတယ်ပဲ။ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်အနည်းဆုံးတစ်နေ့ကိုဗီဒီယိုတစ်ပုဒ်လောက်တော့ကျွန်တော်တင်ပေးပြစ်တယ်ပေါ့လေ။ဒါပေမဲ့မနေ့ကကျွန်တော်ကိုယ်တိုင်ကလည်းခྱི་သွားနေတာလည်းပါတယ်။အလုပ်ကိစ္စနဲ့လုံးဝဒါကျွန်တော်မှအတန်သွင်းမှုအချိန်တို့ဒါသတင်းတွေပါတွေတော့ကျွန်တော်ဖတ်ဖြစ်တယ်။ဒါပြီးွားတော့ကြောင့်ညကိုတို့ပြန်ပြီးတော့ဗီဒီယိုရိုက်ပေးဖို့အတွက်နဲ့ကျွန်တော်အတန်ပြတ်သွင်းမှုအတွက်အချိန်ကြီးကြတော့ကျွန်တော်မှလုံလောက်လောက်ရှိမနေကြဘူးပေါ့လေ။အဲ့ဒီအတွက်ကြောင့်ညကိုတို့ဗီဒီယိုမတင်ပေးနိုင်ဖြစ်တာအားလုံးကိုဒီနေ့ကနေတောင်းပန်ပါတယ်။ ကျွန်တော်ဒီနေ့မနက်မှာတော့ဗီဒီယိုလေးတွေပုံမှန်ပြန်လုတ်သွားမယ်ကျွန်တော်မနက်တိုင်းပုံမှန်လေးပြန်ပြီးတော့ဗီဒီယိုလေးတွေပြန်ထိုင်းသွားမယ်ပေါ့လေဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒါဒီကနေ့မနက်အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးတွေနည်းနည်းတော့ဆွေးနွေးတုံ့တက်ကြအောင်ပါအရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့စီနီကောနဲ့ပွဲစဉ်မှာဒဏ်ရာရှိသွားတဲ့ဒါကာဘရီယယ်မကာဟေးသတင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကျွန်တော်ကြားသိထားတဲ့လောက်လေးကြောင်းကြီးကိုလို sharing လုပ်ပေးသွားခြင်းနဲ့ဒါကပါလဲဆိုတော့ ဒါဘရာဇီးနီးပြကာလော့အန်ချလော်တီကအာဆနယ်တင်းနဲ့ပတ်သက်ပြီးတော့ဒါဂါရီယယ်မဂါဟိတန်ရရှိသွားတဲ့အပေါ်မှာဒါသူ့အနေနဲ့တကယ့်ကိုစိတ်မကောင်းဖြစ်မိတယ်။ဒီကစားသမားကအာဆနယ်တင်းမှာဘလောက်ထိအရေးပါတယ်ဆိုတော့ကျွန်တော်တို့သိပင်မဲ့နိုင်ငံအသင်းမှာမဖြစ်မနေလိုအပ်တဲ့ကစားသမားတယောက်ထဲကဒါဂါဗီယယ်မဂါဟိကိုစွန့်လွတ်လိုက်ရခြင်းကနိုင်ငံအတွက်လည်းအများကြီးထိခိုက်မှုတွေရှိတာဖြစ်တဲ့တော့ကျွန်တော်အနေနဲ့စိတ်မကောင်းရုံအောင်လွယ်ပြီးဘာမှမတတ်နိုင်ခဲ့ဘူးဒီကစားသမားရဲ့ဒဏ်ရာအခြေအနေကိုကျွန်တော်တို့အသေးစိတ်စောင့်ကြည့်မှုတွေပြု ြုလုပ်ချင်တာဖြစ်သည့်တိုင်အောင်အာဆင်နယ်အသင်းရဲ့တောင်းဆိုမှုကြောင့်ဒီကစားသမားကိုအခုဆိုလို့ရှိရင်တော့ဒါအာဆင်နယ်အသင်းရှိတဲ့လန်ဒန်ကိုပြန်လဲဆေလွတ်ထားပြီးတော့ဒီကစားသမားနဲ့ပတ်သက်တဲ့ဒါစိတ်ပတ်ဆိုင်ရာအခြေအနေအကြောင်းအရာတွေကိုကျွန်တော်တို့အမြဲတမ်းစောင့်ကြည့်သွားမယ်ဆိုတော့ဒါပုံစံမျိုးနဲ့ကာလော့အန်ချယ်လော့တီကတော့အာဆင်နယ်အသင်းကိုအချိုတတ်ထားတယ်ဗျာကျွန်တော်အနေနဲ့ဘာကြောင့်ဒီစကားကိုသုံးလာလဲအချိုတတ်ထားတယ်ဆိုတော့စကားကိုသုံးလာလဲဆိုတော့ဟိုကျွန်တော်တို့ဒါနိုင်ငံပွဲစဉ်တွေကကျွန်တော်တို့ ဒီကလပ်ပွဲစဉ်ပြိသက်တီနဲ့အတော်တော်ဒါတကယ်ကိုစိတ်ပြက်စရာပွဲစဉ်တွေပဲနိုင်ငံပွဲစဉ်တွေကလည်းမရှိလို့လည်းမရသလိုအဲရှိလို့လည်းမရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေပြီဗျာเนาะအဲ့လိုဆိုနိုင်ငံပွဲစဉ်တွေတွားကပ်ပြီဆိုကစားသမားတွေကအနေနဲ့အများဒါ injury ဖြစ်ပြီးပြန်လာတာတွေရှိတယ်ဒါဘာမှမဖြစ်ပဲပြန်လာတဲ့ကစားသမားတွေလည်းရှိတယ်အဲ့တော့ ဖြစ်ပြီးအခုလိုပြန်လာတဲ့ကစားသမားတွေဆိုကကလပ်အသင်းတွေကအရန်ကိုနစ်နာမှုတွေရှိတယ်။ဒါ The Athletic Sport ရဲ့ပေါ်ပြချက်တွေထဲမှာဆိုလို့ရှိရင်ဒါ Gabriel Gabriel Magalhaes ရှိသွားတဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ Brazil ဘက်ကဒါ Arsenal အသင်းနဲ့အဲဆွေးနွေးမှုတွေရှိတာရှိလာတယ်ဆိုပြီးတော့ဒါတရင်တွေထွက်လာတယ်။နောက်ပြီးတော့ Brazil ဘက်က Arsenal အသင်းဘက်ကိုဒါယော့ကြီးသဘောမျိုးဒါတို့ဘယ်လိုပြောမလဲဒီပွဲစဉ်ကဒါ ဟို walker qualify လဲမဟုတ်ဘူးဒါခြေစမ်းပွဲစဉ်လိုပုံစံမျိုးတစ်ခုမှာဒီလိုကစားသမားမျိုးဒဏ်ရာရှိသွားတဲ့အပေါ်မှာ Arsenal အသင်းတာဝန်ရှိသူတွေကလည်းဒါဟိုဘယ်လိုပြောမလဲစိတ်ချနေမှုရှိမနေပဲနဲ့ Arsenal အသင်းပြိတ္တာတော်တော်များများလဲ career magahi ကိုစိတ်တူနေကြတယ်ဒါအကုန်လုံးကလည်းဒေါသထွက်နေကြတယ်ဒီလိုပွဲစဉ်မှာဒီလို ဒံအရတဲ့ပုံစံမျိုးမဖြစ်သင့်ဘူးဆိုတဲ့ပုံစံမျိုးတွေပေါ့လေဒါမျိုးမျိုးပြောနေကြတယ်အာဆင်နယ်အသင်းဘက်ကိုဒါဘရာဇီးဘက်ကယော်ကြီးပုံစံမျိုးတွေပေးသွားဖို့ရှိရဆိုပြီးတော့လေ The Athletic Sport ကပေါ်ပြထားတယ် The Athletic Sport ဆိုတာကတော့ဒါ Athletic Sport ဆိုတာကတော့ဒါတကယ်ကိုစိတ်ချရတဲ့သတင်းဌာနကြီးတွေတက်ကတခုပေါ့လေဒါတကယ်ပဲဘရာဇီးဘက်ကအာဆင်နယ်အသင်းဘက်ကိုယော်ကြီးပုံစံမျိုးတနည်းအားဖြင့်ဟိုဘယ်လိုပြောရမလဲ ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နင့်နာချေပုံစံမျိုးပေါ့လေဒီလိုမျိုးပေးသွားမယ်ထင်လားဗျကောမှာဆွေးနွေးကြည့်ကြပါဘိုင်ဘီဟိုဥရောပမှာရှိတဲ့ပြိသက်တော်တော်များများကတော့ကာဗီမကာဟင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဒီကနေ့ဖတ်ကားတဲ့သတင်းတွေထဲမှာဆိုရင်တော်တော်လေးတော့ဒေါသထွက်နေကြတာဗျတိလာသူတို့အနေနဲ့အဲဟိုနိုင်ငံပွဲစဉ်ဆိုတာကိုလက်ခံနိုင်နေနားလည်နိုင်နေဒါပေမဲ့ဟိုတက်နိုင်တဲ့လောက်ရှော့ကစားစီခြင်းနဲ့ပုံစံမျိုးပေါ့လေနော်ဒါကစားသမားတွေနဲ့ပတ်သက်လို့ရှိရင်တော့အများတန်းကတော့ ဒီလိုပါပဲနိုင်ငံပွဲစဉ်တွေပတ်သက်လို့ရှိရင်အကုန်လုံးကပေးဆက်ကစားခြင်းကြရတယ်ကျွန်တော်တို့လို့ဆိုလဲကျွန်တော်တို့နိုင်ငံအကျွန်တော်တို့အာလေရွေးစဉ်ကစားသမားယူရတယ်ဆိုရင်ကျွန်တော်တို့လဲဒါပေးဆက်ကစားမှာပဲကလပ်အသင်းဆိုတော့ဒါကွယ်ပရော်ဖက်ရှင်နယ်အသက်မွေးကောင်းကြောင့်အလုပ်တစ်ခုလို့ဖြစ်နေတာ哦အဲ့တော့ဂါရီမကာဟေးကိုလည်းကျွန်တော်အနေနဲ့အပြည့်မမြင်သလိုအဲဘရာဇီးအသင်းကိုလည်းမမုန်းပါဘူးဗျာတိလာဘာပဲပြောကိုကစားသမားတွေဒဏ်ရရသွားပြီပဲဒါပေမဲ့ကံကောင်းတာတစ်ခုကဒီယာဒီယာအာဆင်နယ်အသင်းရဲ့နောက်တန်းမှာကတော်တော်လေး ါဖြစ်တည်မှုတွေပြုလုပ်တာဖြစ်တဲ့အတွက်အာဆင်နယ်တင်းတော်တော်တိတ်ပြီးတော့ဘယ်လိုပြောရမလဲထိခိုက်မှုတွေမရှိဘူးလို့တော့ကျွန်တော်နေနေကတော့ထင်တာပဲဟုတ်ပါပြီအဲ့တော့နောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဘယ်ဂျန်ခံစေကစားသမားရီကာရိုကာလာဖီယိုရီနဲ့ပတ်သက်ပြီးတော့ဒါအီတလီနီးပြကြီးကဘာပြောထားလဲဆိုတော့ရီကာရိုနဲ့ပတ်သက်ပြီးတော့သူတို့ကစားခဲ့တဲ့ဒါနော်ဝေးနဲ့ပွဲစဉ်မှာဒီကစားသမားကိုကျွန်တော်အနေနဲ့သုံးမှုအတွက်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်။ဒါပေမဲ့ဒီကစားသမားရဲ့ တင်မတန်ရာကအနှင်းငယ်ဒါစိတ်ပူခြင်းစရာရှိနေပြီးတော့ဒါဒီကစားသမားကိုကျွန်တော်တို့အတုံးမပြုတ်လာနိုင်ခဲ့ဘူးဒီကစားသမားကအာဆင်နယ်အတွက်အရန်ကိုအရေးပါတာဖြစ်တဲ့အတွက်ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒါအမြဲတမ်းစောင့်ကြည့်မှုတွေပြုလုပ်ထားတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီကစားသမားကိုကျွန်တော်တို့လန်တန်ကိုပြန်လဲဆေလွတ်ခဲ့ပြီးတော့အာဆင်နယ်အသင်းနဲ့ပြန်လဲပူးပေါင်းစေခဲ့ပြီးဆိုပြီးတော့ဒါ အီတလီနီးပြအီယာပြောကြားထားတယ်ဒါကျွန်တော်တို့အာဆင်နယ်အသင်းကဒီယာဒီဒါအခုနိုဝင်ဘာလ International Break နှစ်ပတ်အပြီးတနည်းအားဖြင့်ဒီတပတ်ပေါ့နော်ဒါဒီတနင်းလာဖြစ်သွားပြီဆိုတော့ဒီတပတ်ကုန်ရင်ဒါကျွန်တော်တို့ကလန်ဒတာဗီပြိုင်ပွဲအဖြစ်စပါးနဲ့ရှင်ပြန်ကစားရမယ်ဒီပွဲစဉ်မှာကျွန်တော်တို့အခုလက်လွတ်ကနိုင်တဲ့ကစားသမားတွေကို နောင်အာဆင်နယ်ကပေါ်ပြထားတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့လက်လွတ်ကမဲ့ကစားသမားတွေတဲမှာဆိုလို့ရှိရင်ဒါထက်တိုးအဖြစ်ကျွန်တော်တို့ Gabriel Magath Hay နဲ့ဒါ အဲရီကာရိုကာလာဖီယိုဒီဘောလေဒီကစားသမား၂ယောက်ကိုလက်လွတ်သွားရပွဲရှိတယ်ဆိုပြီးတော့နောင်အာဆင်နယ်ကပေါ်ပြထားပြီးဒီပွဲစီမှာပြန်လဲပါဝင်လာနိုင်တဲ့ဒဟန်ရကစားသမားတွေတဲ့မှာဒါကျွန်တော်တို့ရဲ့တိုက်စစ်မှုကြီးဘောလေဗစ်တီယိုကရက်စ်အပါအဝင်တနိုနီမာဒူဂီဒါကာရီယမကကာဗီယမာတီနယ်လီကာရီယမကဟေးပဲပါဇက်ကစွဲနေကာရီယမာတီနယ်လီဘောလေဒါဒီကစားသမား၃ယောက်ကတော့အသေးအချာပြန်လဲပါဝင်လာနိုင်မှာဖြစ်ပြီးတော့ ဒါဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်ကိုတော့ကျွန်တော်တို့ရဲ့နော်ဝေးကစားသမားကြီးဖြစ်တဲ့ဒါအာဆင်နယ်တင်းရဲ့ခေါင်းဆောင်ဒါမာတင်အိုရီကတ်လည်းပြန်လည်ပါဝင်လာနိုင်တယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပြီးကိုင်ဟာဗန်နဲ့ဂါဘရီယယ်ဂျေဆူကတော့ဒါနောက်လတဲမှာပဲဒါနောက်လပထမပတ်လောက်မှာပဲပြန်လည်ပါဝင်လာနိုင်တယ်ဆိုပြီးတော့နောင်အာဆင်နယ်ကဖော်ပြထားပါတယ် နောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ခံစစ်ကစားသမားလူငယ်ကစားသမားလေးပေါ့လေဒါခရစ်ရှန်မော့ကွေယာကအခုဆိုလို့ရှိရင်ဒါစပိန်နိုင်ငံ U21 အသင်းနဲ့တွားရောက်ပူးပေါင်းပြီးတော့ဒါအခုဆိုလန်ဒန်ကိုပြန်လာပြီပေါ့လေဒီကစားသမားလေးပြောကြားထားတာနဲ့ပတ်သက်ပြီးတော့ကျွန်ကြီးကိုလို့ sharing လုပ်ပေးသွားခြင်း ਨੇ ဒါကပါလဲဆိုတော့သူ့အနေနဲ့အာဆင်နယ်မှာကစားရတာစိတ်ကျဉ်နှံ့မှုရှိရလားဆိုတဲ့အပေါ်မှာပွဲကစားချိန်နည်းနည်းလေးကအစာသူ့အတွက်တန်မိုးရှိပြီးတော့သူဘာလုပ်ပြနိုင်လဲဆိုတာကိုအကောင်းဆုံးတက်တည်ပြခြင်းနေတယ် သူ့ရဲ့ပွဲကစားချိန်တိုင်းကိုသူတံမိုးထားပြီးတော့တနည်းအားဖြင့်မီကေအာတီတာကိုသူ့အနေနဲ့ယုံကြည်မှုတွေရှိတယ်မီကေအာတီတာဒီအသင်းမီကေအာတီတာရဲ့အသင်းကိုပေါ့လေသူမပြောင်းလာခင်အချိန်ကမီကေနဲ့ဖုံပြောခဲ့တယ်ဖုံပြောခဲ့တဲ့အချိန်မှာသူ့ရဲ့စကားသံတွေကိုကျွန်တော်တို့ယုံကြည်မှယုံလိုက်မယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုတော့ကျွန်တော်တို့ယုံမှရလိုက်မယ် သူ့ရဲ့စွမ်းဆောင်ရည်နဲ့သူ့ရဲ့စိတ်အားထက်သန်မှုကကျွန်တော်ကိုနောက်တစ်ဆင့်မြင့်ပေးနိုင်တယ်ဆိုတာကျွန်တော်ကောင်းကောင်းကြီးလက်ခံလိုက်ပြီးတော့ကျွန်တော်အကြိုက်ဆုံးအသင်းမှာကျွန်တော်ကစားနေရခြင်းကကျွန်တော်အတွက်အကောင်းဆုံးပဲဆိုပြီးတော့ဒါခရစ်ယာန်မော်ကွယ်ရာကပြောကြားထားတယ်။ဒါအခုဆိုလို့ရှိရင်ခရစ်ယာန်မော်ကွယ်ရာအတွက်ဒါကျွန်တော်တို့ဘယ်လိုပြောမလဲအခြေအနေတရက်ဖန်ဆင်းလာပြန်ပြီလားလို့တော့ဒါထင်ရတယ်ဗောလေ။ပထမဦးဆုံးရာသီအစမှာကျွန်တော်တို့ဝီလီယံဆလီဘာနာတဲ့ဒါခရစ်ယာန်မော်ကွယ်ရာကိုကျွန်တော်တို့တွေးခဲ့ရတယ်။ ်သူဘယ်လောက်ထိလုံနိုင်နေသူဘယ်လောက်ထိဒါစွမ်းဆောင်နိုင်နေဆိုတော့ကျွန်တော်တို့ဒီမြင်ခဲ့ရတယ်အခုကာပီရဲ့မက်ဂါဒဟေးကထက်လာတယ်နောက်တော့သူ့အတွက်လားတနည်းအားဖြင့်ပီယရိုအင်ကပေးအတွက်လားနေရာကတော့ရနေပြီနေရာကတော့ရနေပြီဘယ်ကစားသမားကိုမီခေအာဒေတာအသုံးပြုသွားမယ်ထင်လဲ ။ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒါ Christian Mokoya ကိုအသုံးပြုသွားမယ်လို့ထင်တယ်။ဒါ Gabriel Mega Hey နေရာမှာ Christian Mokoya ကိုအသုံးပြုသွားမယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိတယ်။ကြော့ညူကိုရောဘယ်လိုထင်လဲ။ကျွန်တော်လစ်ဟာသွားတဲ့ဒါတနည်းအားဖြင့် set piece တွေမှာသူ့ရဲ့တိုးအားနဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ဒီ ID မှာလက်လွတ်ကတော့မယ်။ဒီ ID မှာဆိုတာထက်တရားဒီလုံးတိုင်းတာတော့မဟုတ်ဘူး။ဒါ cross site ရဲ့ပေါ်ပြချက်တွေတဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ Gabriel Magath ကလာမဲ့ Bayern Munich နော်စပါ Chelsea ဒီ၃ပွဲလုံးကိုတေချာပေါက်လွဲချော်မယ်ဆိုပြီးတော့လဲတီတီကြကြပေါ်ပြထားတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ Gabriel Magath မပါတဲ့ဒီ၃ပွဲကိုဒါ set piece တွေမှာဘလို့ Arsenal တင်းကအဖြေရှာသွားမယ်ထင်းလဲကောမှာဝေယဆွေးနွေးတကြပါအောင်ဒါနောက်ပြီးသွားပြီဆိုလို့ရှိရင် Christian Moquea နဲ့ ဒါပီယရိုအင်ဂပေဒီနှစ်ယောက်ထဲရတယောက်ကိုဘသူသုံးမယ်ထင်လဲဗျကြောက်ညူကိုရောဘယ်ကစားသမားကိုအသုံးပြုစေချင်းလဲကောမဝင်အောင်ဆွေးနွေးတတ်ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်တူတွေမှာ